UNESCO ကဒီနေ့မှာကျွန်တော်တို့ရဲ့ကမ္ဘာကြီးရဲ့တမိုင်တစ်လျှောက်အကျဉ်းဆုံးသောအန္တရာယ်အများဆုံးသောဆူနာမီကြီးဖြစ်လာနိုင်မယ်လို့ဟောကင်းထုတ်ထားတာကိုသိသိပါသလားဒီဆူနာမီရဲ့နာမည်ကိုတော့ The Boson Day လို့ပေးထားကြပါတယ်ဒီလိုဆူနာမီမျိုးကပြီးခဲ့တဲ့2004ခုနှစ်မှာလည်းတချင်ဖြစ်ခဲ့ပြီးပြီးတော့မှလူပေါင်း2သိန်းခွဲအသက်တွေကိုတည်ကြည်ပျက်စီးစေခဲ့ပါတယ်ဒီလိုမျိုးအခြေအနေမျိုးနောက်တစ်ချိန်ထပ်ပြီးတော့မှကြုံတွေ့ရမှာပဲလို့ UNESCO ကပြောနေကြတာပါဒီဆူနာမီကပြင်းထန်လွန်းလာကြောင်းသူတို့ခုတည်းနဲ့ဩစတြေးလျတနိုင်ငံလုံးရဲ့လူကြီးတဝက်လောက်ကိုတမောချင်းဖျောက်ပစ်လိုက်တယ် အခုကျွန်တော်ပြောနေတာတွေကိုချက်ချင်းကြီးမိတ်ဆွေတို့နားလည်မှာမဟုတ်ပါဘူး။ဒါကြောင့်အခုပြထားတာလေးကိုအရင်ကြည့်လိုက်ပါ။ပြီးခဲ့တဲ့2004ခုနှစ် The Boxing Day Tsunami ကြီးဖြစ်ပွားခဲ့စဉ်အာဖရိကနိုင်ငံရဲ့ East London မြို့မှာကွန်ကရစ်အတုံးကြီးတွေကမြေကြီးတွေကနေဆွဲနှုတ်လိုက်တယ်လို့ပါပဲ။ Elizabeth စိတ်ကန်းကြီးတစ်ခုလုံးကလည်းပျက်စီးသွားခဲ့ပြီးတော့မှဒီမော်ရီကားတွေအကုန်လုံးကရှေးအောက်ကိုနှိမ့်မြုပ်သွားခဲ့ရပါတယ်။အခုဒီလိုမျိုးအာဖရိကနိုင်ငံရဲ့ Tsunami နောက်ဆက်တွဲအခြေအနေတွေကိုမြင်ပြီးတဲ့နောက်မှာ ဒါတော့ဒီဆိုရရတာကဆူနာမီကအနည်းကနေဝင်ရောက်လာတာကြောင့်ဖြစ်မယ်လို့သင်ကတွေးမိလောက်ပါတယ်။ဒါဆိုရင်မိတ်ဆွေတို့မားနေပါပြီ။ဒီနေရာကိုဒီလိုဖြစ်သွားစေခဲ့တဲ့ဆူနာမီကဒီနေရာရဲ့အနည်းနာကနေစတင်ခဲ့တာမဟုတ်ပါဘူး။ဒီဆူနာမီကအာဖရိကတိုက်ရဲ့ကီလိုမီတာ8500အနည်းဆုံးအကွာအဝေးအင်ဒိုနီးရှားနိုင်ငံရဲ့အနောက်ဘက်ဒေသကနေရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုင်းလုံးကြီးတွေရဲ့ဒဏ်ကိုတကယ်တမ်းအလူလေးခန်းစားခဲ့ရတာကကန်ယိုရာဒေသတွေပဲဖြစ်ပြီးတော့မှအာဖရိကကန်ယိုရာဒေသတစ်ခုတည်းသာဖြစ်ပါတယ်။အဲ့ဒီအချိန်ကအာဖရိကနိုင်ငံဟာ ်တိတမ၅တို့မဟုတ်၅မီတာလောက်သာမြင့်တဲ့ရေလိုင်းလုံးဆိုရင်တော့ကြီးရမှုကိုမခံနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံမှာဒေဆူနာမီလိုင်းရဲ့အမြင့်ပီက၅စာပုံပုံမြင့်မားပြီးတော့မှတစ်စင်မီတာပတ်ချာလေလောက်မှရှိပါတယ်။ဒါကသုံးတိုက်တစ်လုံးရဲ့အမြင့်ပီနီးနီးလောက်ရှိတာပါ။ဒါလို့ဆိုရင်အခြေအနေတွေကဘယ်လောက်တောင်မှဆိုးရလိုက်မလဲဆိုတာကိုသင်တို့တွေးကြည့်မိတော့ပါပြီ။ဒီရေလိုင်းကြီးတွေကိုအန်တူပြီးအသက်ရှင်ချန်ရိုက်ခဲ့တဲ့အသက်၁၆နှစ်အရွယ်ကလေးတယောက်ပါဆိုရင်ရေလိုင်းတွေရဲ့ရိုက်ချက်ကပြင်းလွန်းတာကြောင့်သတိလက်သွားတဲ့အထိပါပဲ။ တတိပြန်လာတော့ပတ်ချာလဲမှာရေရွနဲ့မျောပါနေတဲ့အလောင်းတွေပဲရှိနေပါတော့တယ်လို့ပြောခဲ့ပါတယ်။တကယ်ပြစ်ခဲ့တာမှလည်းမာတီဆိုတဲ့ဒီကောင်လေးကသူ့ရဲ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေတဲ့အချိန်လင်းမြန်ကြီးခေါင်းပေါ်ကဖြတ်သွားသလိုမရင်တုံခါနေတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်။ဒါကိုကြားလိုက်တဲ့ခဏမှာပဲသူကကားစီကိုအလင်းမြန်ပြေးသွားခဲ့ပြီးမြင်ကားစီကိုမရောက်ခင်မှာတည်းပဲမဲနန်နေတဲ့အနေရောင်ရေလိုင်းလုံးကြီးတွေကသူ့စီကိုအလင်းမြန်နဲ့ရောက်လာပြီးသူ့ကိုတိုက်ချသွားခဲ့ပါတယ်။အခုမာတီရဲ့ပြောကြားချက်အရဒီလိုမျိုးသူ့ကိုဝန်တိုက်မိခြင်းရဲ့အရှိန်ကအရန်ကိုပြင်းလွန်လာကြောင် သူကချက်ချင်းကိုပဲသတိလျက်မေးမြောသွားခဲ့ပါတယ်။သူသတိပြန်ရတဲ့အချိန်မှာသူနဲ့သူကားကအလောင်းတွေအပျက်စီးတွေကြားထဲမှာမျောနေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ဒီနောက်မှာတော့တန်နီနီနဲ့မာတီကကန်ဂျီကိုရောက်ရှိခဲ့ပြီးအကူအညီနဲ့အစားအသောက်ရဖို့အတွက်ရှောက်သွားနေခဲ့ပါတယ်။ဒီကနေမှာရပ်ပေါင်း20လောက်ခြေဦးတရာရှောက်သွားနေခဲ့ရပြီးတော့21ရက်မြောက်နေ့မှာတော့သူ့ကိုကယ်ဆယ်ရေးအဖွဲ့ကကယ်တင်နိုင်ခဲ့ပါတယ်။ဒီလိုမျိုးကံကောင်းစွာနဲ့ပဲမာတီကရှင်သန်နိုင်ခဲ့ပေမဲ့ဒီဆူနာမီကအင်ဒိုနီးရှားတနိုင်ငံနဲ့တာမက တခြားသောနိုင်ငံဆက်နွယ်နိုင်ငံမှာပါသူရဲ့ဖြည့်ဆည်းခြင်းတင်ဒေတာတွေကိုထားရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုဆိုးရွားတဲ့ဖြစ်ရကြီးရဲ့နောက်ွယ်ကအကြောင်းရင်းကဘာများဖြစ်နိုင်မလဲ။တရင်းအချက်လက်တွေက Indo-Pacific ဒေတာကြီးတစ်ခုလုံးကတကယ်တမ်းမှာ Ring of Fire ဆိုတဲ့ပင်လယ်ောက်ကမြေလွာတဲ့ဂျော်ဂျီအတွင်းမှာတည်ရှိနေတာဖြစ်ပါတယ်။မြန်မာလူခေါင်းဆောင်တော့ပြည့်ပြည့်ဂျော်ဂျီပေါ့။ဒီဒေတာမှာ Tectonic Plate ဆိုတဲ့ကမ္ဘာမြေကြီးအလွာအပြားကြီးတွေကတပြားနဲ့တပြားထောက်လျှောက်ပွတ်တိုက်နေကြပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လေဒီနေရာမှာမကြခဏဆိုသလိုမိတော်သည်ဒီပေါပေါချင်းပေါက်ကွဲချင်းတွေဖြစ်ပေါ်ရတာပါဒါပေမဲ့မိတ်ဆွေတို့ဒါကအဆိုးဆုံးအခြေအနေမဟုတ်သေးပါဘူးဒီလိုမျိုးမတည်ငြိမ်တဲ့ပြည့်ပြည့်ကျော်တွေကလက်တလုံးမှာမြည်တဲ့ပင်လေဒေသတွေကိုပြန်ပြီးတော့မှလှုပ်ရှားနေကြပါတယ် UNESCO ရဲ့အဆိုအရဒါတိုက်ကြီး၃ခုရဲ့အစတင်ပြုခွဲခြင်းအစပဲဖြစ်ပါတယ်ဒီပြည်စင်ကြီးကြောင့်နိုင်ငံပေါင်း၂၁နိုင်ငံနဲ့တို့ရဲ့မြို့ပေါင်း၄၀ကျော်တို့ကပင်လေရေရောက်တဲ့ကိုနှိမ့်မြောက်သွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့တကယ်တမ်းမှာကကျွန်တော်ပြောခဲ့တဲ့ Indo-Pacific ပြည့်ပြည့်ကျော်ကြီးကကျန်ခဲ့တဲ့နောက်ဆုံးရာစုနှစ်ကလေးကဆူနာမီ၄ကြိမ်ဖြစ်ပြီးခဲ့ပါပြီ ပြီးတော့လေဒီပြည့်ပြည့်ဂျောဂျီမာကအနှစ်တရာကိုတခါအကြီးဆုံးသောဆူနာမီကြီးတစ်ခုဖြစ်လေရှိကြောင်းကိုတမိုင်းမှတ်တမ်းတွေရသိကြရပါတယ်။ဒါကြောင့်မလို့ဒီဆူနာမီကြီးထပ်ဖြစ်မှာကိုယူနက်စကိုကအစိုးရနေခဲ့တာပါ။ဒီဒေသတွေမှာနေထိုင်တဲ့လူတွေကိုဒီအကြောင်းတွေကြိုတင်သတိပေးထားပြီးဖြစ်တယ်လို့တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်လည်းအခြေအနေတွေကိုထိန်းသိမ်းဖို့အတွက်တုံ့ပြန်ခြင်းတော်ရှိမှာမဟုတ်ဘူးဆိုတော့ကိုသူတို့တွေကနားလည်ထားကြပါတယ်။ဒီပြင်ကမှဒီဒေသကြီးကကွန်လင်းဘိတ်ဒေသဖြစ်တာကြောင့်မလို့ဆူနာမီကြီးလိုင်းတွေပေါ်အုပ်သွားဖို့ကအချိန်နည်းငယ်ပဲလိုအပ်မှာဖြစ်ပါတယ်။1992ခုနှစ်နောက်ဆုံးဆူနာမီဖြစ်ခဲ့တဲ့အချိန်မှာ လူတွေအားလုံးကိုရေဒီယိုကနေဆူနာမီအကြောင်းကြိုတင်သတိပေးခဲ့ပြီးမဲ့ပြိမကြခင်မှာပဲဒီရေဒီယိုဒီကောလူတွေပေါ်ပါနိုင်လုံးကြီးတွေကဝါမြူသွားခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဒီယာရီအားလုံးကတပန်ချက်ပြီးတော့မှဖြစ်ပေါ်လာအောင်မယ်ဆိုတာပါပဲ။ဒါပေမဲ့ဒီဒီချိန်မှာတော့ရေဒီယိုဒီအစားလူတွေနဲ့ TV တွေကပဲလေလိုင်းလုံးကြီးတွေကြားထဲမှာမျောပါနေပါလိမ့်မယ်။လက်တော်ကမှဖြစ်ပါခဲ့တဲ့တူရကီနိုင်ငံကဆူနာမီကြီးအကြောင်းကိုသင်ကြားလိုက်ရမှာပါ။ဒီဆူနာမီကြီးတွေမဖြစ်ခင်အရင်လက်တော်သမိုင်းမှာမှတ်တမ်းတင်ခဲ့သမျှတွေအစိုးဆုံးသောမြေငင်ကြီးတွေကဖြစ်ပေါ်ခဲ့ပါပဲ။သင်သိပါသလား။ UNESCO ကလက်တလောထုတ်ပြန်လိုက်တဲ့အန်ဒီရရှိတဲ့မြို့နာမည်၄၀မှာနာမည်တစ်ခုကတူရကီနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမြို့ပဲဖြစ်ပါတယ်။လက်တလောနှစ်တွေတည်းလှုပ်ခတ်သွားခဲ့တဲ့တူရကီနိုင်ငံရဲ့ငရင်တွေကဆူနာမီမြေတဲ့ပင်လယ်တွေကိုရောက်ရှိလာနေပြီဖြစ်ကြောင်းရှေ့ပြေးနမိတ်တွေပါ။ဆလိုတာကဆူနာမီတွေကဒီဒေသကြီးတွေကိုအချိန်မီဝင်ရောက်လာနိုင်တယ်လို့အစိုးဆုံးကသူတို့သားတွေလိုဝင်လာမယ်ဆိုရင်သင်ကတိတောင်တိနေမှာမဟုတ်ပါဘူး။ဆူနာမီတွေဆိုတာကပင်လယ်ရေမြင့်တဲ့ပြင်အထက်မှာဘရောမှာစပြစ်တာမဟုတ်ပါဘူး။သူတို့ကပင်လယ်ရေအောက်အနက်ပိုင်းတွေ ကီလိုမီတာ100အောက်မှာအမြဲတမ်းဆက်ပြကြနေတာဖြစ်ပါတယ်။ဒီလိုအနက်ကနေမှလှုပ်ရှားလိုက်တဲ့လိုင်းတွေကနေတဆင့်တပြေးပြေးချင်းကြီးမားလာခဲ့ပြီးတော့နောက်ဆုံးဆူနာမီရေလိုင်းကြီးတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှာကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးတွေတချို့မတူညီတဲ့အလွှာတွေရှိနေပါသေးတယ်။ဒါကြောင့်မို့လို့ပြင်းငင်းရင်တခုဖြစ်ပေါ်တဲ့အချိန်မှာဒီအလွှာတွေကကြောက်တုံးတွေအဆိုင်ခဲတွေကစတင်တုံခါချပြီးတော့ဖက်ပေါင်းစုံကိုရွေလျားကြပါတယ်။ဒါတွေကြောင့်မို့လို့ပဲဒီအလွှာတွေထဲမှာတုံခါမှုလိုင်းတွေစတင်ဖြစ်ပွားကြတာဖြစ်ပါတယ်။ဒီလိုင်းတွေထဲမှာပထမဆုံးစတင်ဖြစ်ပေါ်တဲ့လိုင်းကို P wave လို့ခေါ်ပါတယ်။ အရှိက primary wave ပါဒီ line နေမှာ particles တွေက spray နေလို့ပဲအရှိနောက်ကိုတုံးခါကြပါတယ်ဒီလိုချင်းတွေကဘလို့ဖြစ်လာသလဲဆိုရင်တော့ particles တွေကတုံးခါရင်းနဲ့ရွေလျားသွားတဲ့ layers တွေရဲ့အပေါ်မှာရှိနေတဲ့နောက်ထပ် layers တွေကအောက်ကိုကျလာပါတယ်ဒီတော့စကြဝဠာအနေနဲ့သူတို့ကျလာတဲ့အခါဖိနေခံရတဲ့အောက်က particles တွေကပြန်ပြီးတော့မှတုံးကန်ပါတယ်ဒီလုပ်ငန်းစဉ်ကစတိုက်ကိုဖြစ်ပေါ်နေခဲ့ပြီးတော့တခါတဲ့တခါပို့ပြီးတော့မှအရှိန်များလာတာကနေ line တွေဖြစ်လာပါတယ် ဒီလိုကနေမှ primary wave ပြီးတော့ secondary wave ဆိုပြီးတော့မှထပ်မံဖြစ်ပေါ်ပါတယ် secondary wave ဆိုတာကတော့ particle တွေကအထောက်အကူလှချပါတယ်ဒီတော့အချင်းချင်းပြန်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီ layers နှစ်ခုစလုံးကိုကြည့်လိုက်တဲ့အချိန်မှာ layer တစ်ခုက particles တွေကအရှင်းအောက်ကိုလှချနေပြီးသူကြောင့်ပဲနောက် layer တစ်ခုမှာအထက်အောက်လှချနေပါတယ်ဒီလိုကနေပဲနောက်ထပ်တတိယ line solar line စသဖြင့်ဆင်ပွားဖြစ်ပေါ်ပါတယ်ဒီလိုမျိုး particles တွေရဲ့မြေလွာတွေထဲမှာပူပေါင်းလှုပ်ရှားမှုကိုကမ္ဘာကြီးရဲ့အပေါ်ဆုံးမြေလွာမှာတွေ့ရနိုင်ပါတယ် ဒါကတော့ကျွန်တော်တို့ရဲ့ပင်လယ်သမုဒ္ဒရာချမ်းမြင်ကြီးပါပဲဒါပေမဲ့ဒီလောက်အခြေအနေလေးကဆူနာမီတွေကိုဘယ်လိုဖြစ်စေနိုင်ရတာလဲဒီလိုမျိုးကျွန်တော်ပြောခဲ့တဲ့ PS line တွေရဲ့အကျိုးသက်ရောက်မှုတွေကပင်လယ်သမုဒ္ဒရာချမ်းမြင်ကိုရောက်ရှိလာတဲ့အခါမှာဒီမြေလွာတွေတဲက line တွေကမြေလွာပေါ်ကရေတွေကိုတက်ရောက်စေပါတယ်ဒါကြောင့်ပဲရေမျက်နှာပြင်ကလည်းမြင့်တက်လာခဲ့ပါတယ်ဒီလိုမျိုးမြင့်တက်လာလိုက်ပြန်ကျသွားလိုက်ဖြစ်နေရကနေရေဒုတွေကြီးတစ်ခုလုံးကိုစန့်ကျင်မဲ့လာရကိုတွန်းပို့စေလိုက်ပါတယ်ဒါပေမဲ့ဒီနောက်မှာတော့အောက်မှာရှိနေတဲ့ particles တွေကသူတို့ရဲ့လေးချေအပြည့်နဲ့အောက်ကိုပြန်ချလာပြီး တို့ရဲ့အပေါ်ကရေတွေကစမ်းကြက်ဘက်တနေရာကိုတွန်းဖို့ခံရပြန်ပါတယ်ဒါကိုထပ်ပြီးတော့မှအချင်းချုပ်ပြောရမယ်ဆိုရင်မြေကြီးတဲ့က P wave ကြောင့်မလို့ S wave ဆိုတာကဖြစ်လာပြီးတော့မှဒီ S wave ကမြေပြင်ပေါ်မှာ anti clockwise လှုပ်ရှားမှုကိုဖြစ်စေပါတယ်တခါဒီလိုအခြေအနေကနေမှ relay waves တွေကိုဖြစ်လာစေပြန်ပါတယ်နောက်ဆုံးဒီ relay wave တွေက water particles တွေကို clockwise လာရတိုင်းလဲပတ်စေတာကြောင့်မလို့ tsunami ဆိုတဲ့လှိုင်းလုံးကြီးတွေကိုဖြစ်စေတာပဲဖြစ်ပါတယ် ပြီးတော့လေဒီလိုင်းလုံးကြီးတွေနဲ့ပတ်သက်ပြီးထူးခြားတဲ့ချက်ကသူတို့ဖြစ်ပေါ်လာစားအချိန်မှာသူတို့ကတာမန်လိုင်းလုံးတွေလိုပါပဲ။ဒါပေမဲ့သူတို့ကကမ်းခြေနဲ့နီးကပ်လာလေသူတို့ရဲ့ပုံစံကလုံးဝပြောင်းလဲသွားပြီးတော့ဆူနာမီပုံစံရေလို့ကိုဖြစ်ပေါ်လာပါတယ်။အခုဒီပုံကိုကြည့်လိုက်မယ်ဆိုရင်မင်းစုတို့ကပူပြီးတော့မှနားလေသွားပါလိမ့်မယ်။ဒီမှာကလိုင်းတွေစားပြီးတော့ပေါ်လာတဲ့အချိန်မှာပါ။သူတို့ရဲ့ wave lunch ကပူများပြီးတော့မှအမြင့်ကတာမန်လိုပါပဲဆိုပေမဲ့သူတို့ကကမ်းခြေနဲ့နီးကပ်လာတဲ့အချိန်မှာအကုန်ကြီးကိုဝင်တိုက်မိတာကြောင့်သူတို့လာနေတဲ့အချိန်ကရုတ်တရက်ယွန်းနေသွားပါတယ်။ ။ဒါကြောင့်လိုင်းတွေကဆွဲညစ်လိုက်သလိုဖြစ်သွားစီပြီးလိုင်းရဲ့အမြင်ကထောင်တက်သွားရတာပါ။ဒါလို့ဆိုရင်ကျွန်တော်ပြောချင်တဲ့သဘောတရားကိုမိတ်ဆွေတို့နားလည်လိမ့်မယ်ထင်ပါတယ်။ဒီလိုမျိုးဖြစ်စဉ်ကြီးတစ်ခုလုံးကိုသိပ္ပံနည်းကြရအရ wave spell hurricane လို့ခေါ်ပါတယ်။ရေတွေအလုံးကနေရာချင်းချင်းလေးတစ်ခုထဲမှာပိတ်မိနေပြီးတော့ဒီရေတွေအလုံးကတနေရာလေးကိုထူးတယ်နဲ့အရှင်ပြင်းစွာပြန်ချလာခြင်းကိုဆွနာမီလို့ခေါ်ပါတယ်။ဒီလိုမျိုးပုံစံနဲ့ဖြစ်ပေါ်လာတဲ့ဆွနာမီတွေကအရန်ကိုအပြင်းလွန်းလာကြောင်းခံကန်းစွာတိစောက်ထားတဲ့အိမ်တွေအဆောက်အုံတွေကိုပါတိုက်စားသွားနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ကဒီနေ့ခင်မှာဆူနာမီတွေကိုကြိုတင်ပြီးတော့မှခံမှန်းထားနိုင်နေပြီဆိုတာကိုသင်တို့သိပါသလားဒီလိုခံမှန်းရမှာလဲဘလို့ပစ္စည်းမျိုးရဲ့အခွင့်အရေးကိုမှရယူစရာမလိုပါဘူးဒါကိုသင်ယုံကြည်မှယုံပါလိမ့်မယ်ဒါပေမဲ့တယ်လီစမစ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ကထိုင်းနိုင်ငံမဲကောင်ကန်းချီမှာလူရောက်တရားလောက်ကိုဘာပစ္စည်းမှမတုံးမဲနဲ့ဆူနာမီရဲ့အန္တရာယ်ကနေကယ်တင်ပေးနိုင်ခဲ့ပါတယ်ဒါကအရန်ကိုမှစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရပါအဲ့ဒီချိန်ကဘာတွေဖြစ်ခဲ့သလဲဆိုရင်တယ်လီစမစ်ကသူ့ရဲ့မိသားစုနဲ့တူကန်းချီကို ခရီးထွက်လာခဲ့တာပါဒီအချိန်မှာပဲကန်းကြီးရဲ့ရေလိုင်းတွေကနောက်ကိုဆုတ်သွားခဲ့ပြီးပင်လယ်ကြီးကထူးဆန်းစွာပြောင်းလဲနေခဲ့ပါတယ်ဒါတွေကိုမြင်လာတဲ့ကလေးမလေးကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကတင်ခဲ့ရတဲ့ပထဝီသင်္ကန်းစာတစ်ခုကိုသတိရသွားခဲ့တယ်သင်္ကန်းစာချင်းမှာသူက1946ခုနှစ်ကဟာဝိုင်ကျောင်းမှာကဆူနာမီအကြောင်းဗီဒီယိုကိုကြည့်ခဲ့ရတာဖြစ်တယ်လို့ဒီအထက်မှာရေလိုင်းတွေက particles လေးတွေကနိုင်လေပုံတိုင်းစပြီးတော့မှလေပတ်လာချိန်မှာကန်းကြီးရဲ့ပုံစံကဒီလိုပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့အကြောင်းပါဝင်ခဲ့ပါတယ်။ဒါကြောင့်ထေလီကအခြေအနေတွေကိုချက်ချင်းသဘောပေါက်သွားခဲ့ပြီ နေရာမှာရှိနေတဲ့ကန်းချီဆောင်တပ်ဖွဲ့ကိုချောင်းချခဲ့ပါတယ်။ဒါကြောင့်ပဲကန်းချီဆောင်တပ်ဖွဲ့ကလည်းကန်းချီမှာရှိနေတဲ့လူကြီး100လောက်ကိုအချိန်မီအန္တရာယ်ကင်းရကိုရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ဒီလူတွေအားလုံးကသူ့ကြောင့်အဖြစ်ဆိုးကြီးကနေလွတ်မြောက်သွားခဲ့ပါတယ်။ဒီအဖြစ်ကနေကြည့်ချင်းအားဖြင့်လေ3လနည်းနည်းလောက်ရှိခြင်းနဲ့ဘူးတူရာပြေဆုံးခြင်းကဆူနာမီလိုအန္တရာယ်မျိုးကနေကာကွယ်နိုင်တယ်ဆိုတာကိုမြင်နိုင်ပါတယ်။ဒါကြောင့်မလို့သင်ကဆူနာမီအန္တရာယ်ကိုအနာဂတ်မှာကြိုတင်ကာကွယ်ခြင်းနဲ့ဆိုရင်တော့အခုကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာတွေကိုသင်ချာနားထောင်ပြီးပါ။ ကျွန်တော်တို့ကအခုနိုင်ငံတကာအဖွဲ့အစည်း Red Cross ကနေချမှတ်ထားတဲ့အစည်းအဝေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ Red Cross ရဲ့ထုတ်ပြန်ချက်အရဘလို့ဆူနာမီမျိုးဖြစ်ပါစေသတိပေးချက်နှစ်မျိုးရှိပါတယ်။တခုကတော့စောင့်ကြည့်ဖို့ပါ။ဆူနာတာကဆူနာမီဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုစောင့်ကြည့်ဖို့ပါ။နောက်တစ်ခုကသတိပေးချက်တွေကိုအမြဲတစေသတိမပြတ်စေဖို့ပါ။ဆူနာမီဖြစ်လေရှိတဲ့ဒေသဒုမဟုတ်သင်္ကေတရာအရှက်မှာဆူနာမီဖြစ်တော့မယ်ဆိုရင်သတိပေးချက်တွေကိုအချက်ပေးတဲ့တွေကိုထုတ်လွှင့်လင့်ရှိပါတယ်။ ဒီလိုမျိုးသတိပေးချက်တွေကိုကြားပြီဆိုတာနဲ့တုံဆိုင်နေခြင်းမရှိစေပဲ15မိနစ်အတွင်းသင်ကကမ်းခြေကနေအနည်းဆုံး3ကီလိုမီတာအကွာကိုရောက်အောင်သွားပါမယ်။မောင်းရင်လည်းပင်လည်းရင်မင်းတဲ့ပြင်ရဲ့ပေတရာထက်ကိုရောက်အောင်သွားပါ။ဒီနေရာမှာတခုမှတ်ထားမှာကအမြင့်ကိုတက်ပါဆိုတိုင်းပင်လည်းကမ်းခြေနာကအဆောင်နေပေါ်တက်လို့မရပါဘူး။ဒီအဆောင်နေကမြင့်နေဆိုပြီးမဲ့သူတို့ကဆူနာမီကြောင့်ပြိုကျနိုင်ခြင်းအများဆုံးပါပဲ။မမေ့ပါနဲ့ဆူနာမီတခုမှဘရောမှလှိုင်းတစ်လုံးနဲ့မလာပါဘူး။ဆူနာမီများစုကအချိန်ကြီးအချာကြီးလဲကြာနေတာကြောင့်အနေအကင်းကြောင့်ထင်ရှားချက်မချားသေး၍ ရောက်နေတဲ့အမြင့်ပြီးမှနေနေတာကအနေအကင်းဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီညွန်ကြားချက်တွေကိုလိုက်နာမယ်ဆိုရင်အခုဖြစ်လာနိုင်ခြေရှိတဲ့2025ဆူနာမီမှာသင်ရဲ့အသက်ကိုကယ်တင်နိုင်ပါလိမ့်မယ်။